မွတ်စလင်တော်တော်များများသည်လည်းဘာဖြစ်လာလဲဆိုဗုဒ္ဓဘာသာတွေဆိုရင်ကြောက်လာတယ်ဗုဒ္ဓဘာသာတွေကလည်းမွတ်စလင်တွေဘာမှမလုပ်ဘဲနဲ့အလကားနေမြန်မာနိုင်ငံကြီးကိုသိမ်းမာတော့မယ်ဆိုပြီးတော့ကြောက်လာဆိုတော့အဲ့ဒီအကြောက်တရားတွေနဲ့အမုန်းတရားတွေနဲ့နှစ်ပေါင်းများစွာကျွန်တော်တို့ကိုအဲ့ဒီအမုန်းနုံထဲမှာအဲ့အကြောက်နုံထဲမှာနှစ်နေအောင်လို့လုပ်ခဲ့တာလည်းတော်တော်များပါတယ်တော်တော်လည်းကြာပြီဒါပေမဲ့နားမလည်တဲ့ပြည်သူတွေကတော့ဒါတွေကိုအဟုတ်ထင်ကြတော့ဆရာစွန်နေဦးကိုအလှည့်ပေးကြပါလေဗျာ ဆရာသွန်းနေဦးရေဒီနေ့ဖြစ်ပြက်နေတဲ့ဖြစ်ပြက်တွေပေါ့เนาะဆရာလည်းသိမှာပေါ့အထူးသအထူးသဖြင့်ဆရာတို့ဒီဟိုပေါ့အစ္စလမ်ဘာသာဝင်တွေကိုတာဂက်ထားပြီးတော့မှเออตักไข่ตาดิตะเกร้องอ๋อตะลันบาตะวินนี่โหตักไข่เฉียนนาโซดาแท้กูบาตายิมี้มวยจินเนี่ยยีเหยแจกก็ปูม้าราดิตุ่ยอ่ะดาบ่เนาะสรุปอะไรเนี่ยปัดเตะไปแล้วชายยีโตตัดไปบ่าวเหมี่ยทีนี้เอ่อปาวินซวยนุยกวนยาได้ด้วยจีซูอายิตินเนี่ยพี่รอ အဲဒီအစီအစဉ်ကိုလွှင့်ပေးတဲ့မီဒီယာတွေမိဖမီဒီယာညပုံမောင်နှမတွေကိုလည်းကျေးဇူးထူပဲတင်ရှိပါတယ်။အားလုံးပေါ်မှာအလောရှိမြတ်ကနေအလောရှိမြတ်ထံတော်ပါကနေပြီးတော့ငြိမ်းချမ်းသာယာမှုပေါင်းခံကြောင်းကြပါစေလို့ဥစွာဆုမွန်မြတ်တာပို့သအပ်ပါတယ်။တော့မြန်မာမြန်မာနိုင်ငံမှာဒီရှေ့မှာလဲဆရာတော်မင်းတုံညာမိန်ကြားသွားတယ်လို့ပဲမြန်မာနိုင်ငံမှာမတမာတဲ့စီမံကိန်းတွေပေါ်လာတိုင်း မတမာတဲ့လုပ်ရည်တွေလုပ်မယ်ဆိုတိုင်းနိုင်ငံရေးအကျက်အတဲဖြစ်တိုင်းနောက်တစ်ခုကရွေးကောက်ပွဲဤတိုင်းပေါ့နော်ဥပမာဆိုကြပါစို့2013ခုနှစ်မှာမိထီလာမြို့မှာမီဒီယာတွေမှာတော့ပြောတာတော့ဘာသာရေးပြိပခပြိပခဆိုတော့အပြန်အလှန်ဖြစ်ကြတာအမှန်တော့တစ်ဖက်သက်စစ်တပ်မွေးထားတဲ့ဒီအောင်တောင်းရဲ့လက်ကင်တုတ်တွေပေါ့နော်သူတို့ဒီဒေတာအခေါ်ဆိုရင်တော့ဝရင်တုတ်တပ်သားတွေပေါ့အဲ့ဒီဝရင်တုတ်တွေက ဒီမြို့ပေါ်တက်ပြီးတော့အကျန်းဖတ်တယ်2013မှာ2012မှာ2014မှာတော့2015မှာရွေးကောက်ပွဲရှိတာဖြစ်တဲ့အတွက်သူတို့တွေမဲရမလီမလားသူတို့ကိုပဲပြည်သူလူထုကသာသနာ ထိမ့်သိမ့်တဲ့သူတွေဖြစ်ထောက်ခံလီမလားဆိုပြီးတော့သူတို့ကြိုးစားခဲ့တာရှိတယ်ဒါပေမဲ့ခွတ်ထိုးခွတ်လန်ရှုံးတာပါပဲဆိုတော့အခုလဲမြန်မာနိုင်ငံမှာ ဒီဇင်ဘာလ20နဲ့8ရက်နေ့စပြီးတော့ဒီအတုအယောင်ရွေးကောက်ပွဲပေါ့နော်အတုအယောင်ရွေးကောက်ပွဲသူတို့ရဲ့ပြောမယ်ဆိုရင်တော့အာနာကိုရေရှည်ဆွဲဆန့်ခြင်းနဲ့အတွက်ကြောင့်သူတို့တွေဟာအတုအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့သူတို့ရဲ့အာနာကိုဆက်ထိန်းနိုင်မှုသူတို့အာနာကိုမတမာတဲ့နီးလန်းနဲ့ဆက်ပြီးတော့ချုပ်ကင်နိုင်မှုအတွက်ကြိုးစားနေတာရှိတယ်ရှိတဲ့အချိန်မှာတိုက်ဆိုင်တာမဟုတ်ပါဘူးဟိုကျွန်တော်တို့ နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဆိုတဲ့အတိုင်းဘာမှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတာမဟုတ်ဘူးအမျိုးဘာသာသာသနာစောင့်ရှောက်မဲ့သူတွေကရွေးကောက်ပွဲနေတိုင်းပေါ်တတ်တာပါပဲအမျိုးဘာသာသာသနာစောင့်ရှောက်မဲ့သူတွေကစစ်တပ်ကဒေသတစ်ခုမှာနေရာတစ်ခုမှာเนาะဒီလုတ်ကွက်တစ်ခုပေါ်တိုင်းမတမာတဲ့စီမံကိန်းတွေပေါ်လာတိုင်းပေါ်လာတိုင်းအမျိုးဘာသာသာသနာစောင့်ရှောက်မဲ့ဆိုတဲ့ဒီခေါင်းစဉ်နဲ့ပဲနှစ်ပေါင်းများစွာမြန်မာပြည်ကပြည်သူလူထုကို เนาะကျွန်တော်တို့မိုင်းတိုက်ထားတယ်အမုန်းတိုက်ထားတယ်ဆိုတော့ကျွန်တော်တို့လူလူတွေကြားထဲမှာဘလို့ဖြစ်တုံးဆိုတော့မွတ်စလင်တွေအားလုံးဒီလဲမွတ်စလင်တော်တော်အားလုံးဆိုတာတဲ့မွတ်စလင်တော်တော်များများဒီလဲဘာဖြစ်လာလဲဆိုတော့ဗုဒ္ဓဘာသာတွေဆိုရင်ကြောက်လာတယ်ဗုဒ္ဓဘာသာတွေကလည်းမွတ်စလင်တွေဘာမှမလုပ်ဘဲနဲ့အလကားနေမြန်မာနိုင်ငံကြီးကိုတိမ့်မာတော့မယ်ဆိုပြီးတော့ကြောက်လာဆိုတော့အဲ့ဒီအကြောက်တရားတွေနဲ့အမုန်းတရားတွေနဲ့နှစ်ပေါင်းများစွာကျွန်တော်တို့ကိုအဲ့ဒီအမုန်းနုံထဲမှာအဲ့အကြောက်နုံထဲမှာနှစ်နေအောင်လို့လုပ်ခဲ့တာလဲတော်တော်များပါတယ် ော်တော်လေးကြာပြီဒါပေမဲ့နားမလဲတဲ့ပြည်သူတွေကတော့ဒါတွေကိုအဟုတ်ထင်ကြတယ်ဧရာဝတီတိုင်းမှာရှိတဲ့ပလီကိစ္စပလီဆိုတာပလီဆိုတဲ့အရာတစ်ခုဖြစ်လာဖို့အတွက်မြန်မာပြည်မှာမလွယ်ပါဘူးပလီမပြောနဲ့ရှီရင်ဆိုပလီတွေကိုကျွန်တော်တို့ပလီမှာရှိတဲ့သာသနာမြေလျှောက်တာတောင်မှနှစ်ပေါင်းများဆိုတော့ကျွန်တော်တို့မအောင်မြင်ဘာဖြစ်လို့လဲဆိုရင်စစ်အစိုးရကပလီတစုံတရာလုံးမှာကို အမြဲတမ်း ပိတ်ပင်လေးရှိတယ်အမြဲတမ်းမတရားသဖြင့်မတရားတဲ့စကလုံးတွေသုံးပြီးတော့ဒီထဲမှာအခုအကြမ်းဖတ်တဲ့သူတွေရှိမယ်တကယ်တမ်းပြောမယ်ဆိုရင်တော့ဒီနေရာမှာစကညက်အနေနဲ့ပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာတာသနိကအဆောက်အဦတွေကိုစစ်စခန်းအဖြစ်နဲ့အသုံးပြုတာစစ်အာဏာရှင်တွေပဲရှိပါတယ်ပြီးရင်သူတို့ကိုယ်တိုင်အဲ့ဒီစစ်စခန်းတွေကိုသုံးမယ် ပြီးပြီဆိုရင်တော်လိုင်းဘက်ကလူတွေကသုံးပါတယ်ဆိုပြီးတော့မှုတာဝါရတွေသုံးမယ်နော်ပြောမှဆိုရင်တော့ရှေ့မှာဥစဉ်အရှင်ဒေသနန္ဒပြောသလိုဒုစိတ်တွေလွှမ်းမိုးတဲ့ခက်ပေါ့နော်ဒုစိတ်တွေနေရာတိုင်းမှာတွေ့နေရတဲ့ခက်နော်ဒါကြောင့်နောက်တစ်ခုကအစ္စလမ်ဘာသာဝင်တွေရဲ့တရားမဝင်ပလီဘာဖြစ်လို့ဒီလိုသုံးကြရလဲတော့နောက်တစ်ခုက keyword ကိုတောက်လျှောက်သုံးတယ်ဒီဒီ မွတ်စလင်တွေမကြိုက်တဲ့အတုံးတော့ဘောနော် keyword ကိုသုံးသုံးပြီးတော့ဒေါသဖြစ်အောင်လုပ်တာဘောမွတ်စလင်တွေကတံမိုးထားတဲ့မွတ်စလင်တွေအတွက်တကယ်ကိုဝတ်ပြုစုတောင်းရတဲ့နေရာကိုအကြမ်းဖက်တဲ့ခါတွေမရှိဘူးလို့မပြောနိုင်ဘူးလို့သူတို့ကပြောကြဒါအခုမှလည်းမဟုတ်ပါဘူးခေတ်တိုင်းခေတ်တိုင်းမှာကျွန်တော်တို့ဆိုကြုံမှုတာဟိုး60ခွာနေအခုချိန်ထိနော်မြန်မာနိုင်ငံမှာလူမျိုးရေးဘာသာရေးပြိပခါတွေ ပရိပခလို့ပြောတာကအပြန်အလှန်ဖြစ်တာပေါ့တကယ်တော့အကျန်းဖောက်မှုလို့ပြောရင်ပို့ပြီးတော့တိကျပါလိမ့်မယ်လူမျိုးကြီးပါတာကြီးအကျန်းဖောက်မှုတွေကိုအချိန်တရာကျော်လောက်ဘသူကနေစီစဉ်လဲဆိုရင်ဆရာနာရှင်တွေပဲစီစဉ်တာပဲဒီရဲ့နောက်မှာဘသူရှိလို့ဆရာနာရှင်ပဲရှိဘာဖြစ်လို့ဆိုတော့တနေရာရာမှာစူပူသွားရင်တနတ်တစ်ချက်ပေါ့ရင်အကုန်ပြေးပါတယ်ဒါပေမဲ့သူတို့ကိုဒေါ်လာနဲ့စန့်ကျင်တဲ့သူတွေဆိုရင်တော့တနတ်ဖောက်တာတွေမဟုတ်ဘူးเนาะ ခစ်ကိုပြောင်းဖို့ခေါင်းကိုပြစ်တယ်ဆိုပြီးတော့ခေါင်းတော်တဲပြစ်တဲ့သူတွေပါသူတို့မလုတ်ချင်လို့ဒါတွေကလွတ်ထားတာရှင်းရှင်းလေးပါပဲနော်လက်နက်အားကိုးတဲ့သူတွေအောက်မှာရှိနေတဲ့ပြည်သူတွေကဒီလိုဘာသာရေးပြိပခါတွေစပြုတ်လောက်တော့မယ်ဆိုရင်အဲ့ဒီလက်နက်တွေကဘယ်ရောက်သွားလဲမသိဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဘာသာရေးအကြမ်းဖက်မှုတော်တော်များများဆိုရင်အကြမ်းဖက်ခံရတဲ့သူတွေကိုရဲတွေရှိမှရင်စစ်သားတွေရှိမှရင်ခံရတာ ။ဒါကြောင့်မို့ကျွန်တော်တို့မွတ်စလင်တွေကိုလည်းဒီနေရာကနေပြီးတော့လေးလေးနက်နက်မြစ်တာရက်ခံကျင်တာမှန်ပါတယ်။ကျွန်တော်တို့နှစ်ပေါင်းများစွာဒီပြဿနာတွေဒီအမုန်းတရားတွေဒီဒုက္ခတွေကြုံရတဲ့အတွက်လူတိုင်းဟာစိတ်အစဉ်မပြေမှုတွေစိတ်ထဲမှာခံစားချက်တွေဖြစ်ပါလေ။ဒါပေမဲ့ကျွန်တော်တို့ဘယ်နေရာမှာပဲရောက်ရောက်ခံစားချက်ကိုအခြေမပြုဘဲနဲ့ကျွန်တော်တို့ခံယူချက်နဲ့ပဲကျွန်တော်တို့ရှေ့ဆက်သွားရအောင်ပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဟာတွေအားလုံးဟာတကယ်စစ်မှန်တဲ့ ဘုံတော်ကြီးတွေစစ်မှန်တဲ့တန်ဃာတွေကလှုပ်တာမဟုတ်ဘူးတီးတန့်တင်ကောင်းဝတ်တဲ့လူတွေကပဲလှုပ်တာပေါ့တင်ကောင်းဝတ်တိုင်းလဲရှေ့မှာဆရာတော်တို့မိန့်ကြသွားတင်ကောင်းဝတ်တိုင်းလဲဘုံကြီးဖြစ်တာမဟုတ်တာเนาะခုနကပြောသလိုမကောင်းမှုမျိုးစုံတွေသူတို့ကလှုပ်ဖွင့်ရတယ်အကုသိုလ်တွေကျူးလွန်လို့ရတယ်ရပိုင်ခွင့်တွေအများကြီးရှိတယ်သူတို့မှာခံစားပိုင်ခွင့်တွေအများကြီးရှိတယ်ဒါကြောင့်မို့ဒီလိုရှက်เสียကောင်းတဲ့เนาะတခြားဘာသာကိုစော်ကားတယ်ဆိုတာအင်မတန်ရှက်ဖို့ကောင်းတဲ့အလို့ အဲ့ဒီရှက်ဖို့ကောင်းတဲ့အလုပ်တွေကိုပေါ်ပေါ်တင်တင်ရှက်เสียမဟုတ်เสียမဟုတ်မဟုတ်တလို့ပုံစံမျိုးနဲ့အမြဲတမ်းမျက်နှာပြောင်တိုက်ပြီးဘာကြောင့်လှုပ်ရဲတယ်လဲဆိုရင် ရှင်းပါတယ်သူတို့အတွက်ရပိုင်ခွင့်နေခံစားပိုင်ခွင့်နေနော်သူတို့အတွက်ပိုင်ခွင့်ပိုင်ခွင့်ဆိုတာတွေအာနာရှင်တွေကမြောင်များစွာပေးထားတဲ့အတွက်လုပ်နေရခြင်းဖြစ်တယ်အလားတူဟိုကျွန်တော်တို့ဘာသာအယူဝါဒဒီနေရာမှာဟိုဆေအာနာရှင်တွေကအမြဲတုံးနေဘာသာကြားကျွန်တော်ကတော့အဲ့ဒီလိုမသုံးခြင်းဘူး ဘာသာအယူဝါဒမတူညီတဲ့ညီကိုမောင်နှမတွေပေါ့နော်။စုံလင်ကွဲပြားတဲ့အတွေ့အမြင်တွေကိုရှိခဲ့ညီကိုမောင်နှမတွေကိုလည်းမေတ္တာရက်ခံကျင်တာကအခုကမ္ဘာအရေးနဲ့အတူတူနော်ကမ္ဘာအရေးမှာပါလက်စတိုင်းကိုဂျန်နိုဆိုက်လုပ်တယ်အဲ့ဒါကိုလူတွေကဆန္ဒပြတယ်ဒါဒီဒီဗီဒီယိုတွေကိုဖြတ်ကပ်ညက်လုပ်ပြီးတော့နိုင်ငံတကာမှာလည်းမွတ်စလင်တွေကိုသူတို့နိုင်ငံရဲ့ဝင်တို့ဝင်ဖို့အဖြစ်စဉ်းစားပြီးတော့နိုင်ငံတကာအတော်ဒီလိုလုပ်နေပါပြီဆိုပြီးတော့ဝါဒဖြန့်တာတကယ်တမ်းပြောမယ်ဆိုရင်တချို့ဟာတွေသူပါလက်စတိုင်းတို့က ဆန္ဒပြတဲ့ဗီဒီယိုတွေကိုမွတ်စလင်တွေကို မောင်းထုတ်ပါတယ်ဆိုပြီးတော့ဝါရတွေဖြန့်နေအဲကျွန်တော်တို့သတင်းမားတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့လည်းစင်ကျင်ဖို့လိုတယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာပဲကြည်ကျန်တဲ့နေရာမှာမကြည့်ပါနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုကျူးကျော်ဘူးတာမွတ်စလင်ဘရင်တယောက်မှမရှိပါဘူးကျွန်တော်တို့တမိုင်းကိုပြန်ကြည့်ကြည့်ပါမြန်မာနိုင်ငံကိုတကယ်ကျူးကျော်တာကိုလိုနီဝါရပဲရှိပါတယ်မြန်မာနိုင်ငံကိုတကယ်ကျူးကျော်တာကဖက်စစ်ဝါရပဲရှိပါတယ်နော် မြန်မာနိုင်ငံမှာတရုတ်ပြေးမြင့်ပဲရှိပါတယ်เนาะကလာပြေးရတဲ့မင်းတော့မရှိဘူးเนาะဆိုတော့ကလာကြောင့်ပြေးရတဲ့မင်းဆိုတာမရှိဘူးဒီစကလုံးလို့ဒီစကလုံးကိုလည်းလိုအပ်ချက်အရာသုံးတာဘာဖြစ်လို့ဒီစကလုံးတွေသုံးပြီးတော့အမုန်းတိုက်နေကြလို့ဆိုတော့မြန်မာနိုင်ငံမှာတရုတ်ပြေးမြင့်ပဲရှိပါတယ်เนาะနောက်တစ်ခုကမြန်မာနိုင်ငံမှာမွတ်စလင်တွေကဘယ်တော့သိမ်းပါတော့မယ်လို့ပြောပြဒါကိုကျွန်တော်ခဏခဏပြောပါတယ်ဘာဖြစ်လို့လို့ဆိုရင်မြန်မာနိုင်ငံကိုမွတ်စလင်တွေကသိမ်းတော့မယ်เนาะ ဘယ်သူတွေကတော့တိတ်နေမယ်ငါတို့ဘာသာကိုစောင့်ရှောက်ရမယ်ငါတို့သာသနာကိုထိမ့်သိမ်းရမယ်ဆိုတဲ့သူတွေကပဲမြန်မာနိုင်ငံကိုအာဏာသိမ်းတာ၄ချိန်ရှိပါပြီเนาะဒါကြောင့်မို့ပြည်သူလူထုအနေနဲ့เนาะကျွန်တော်တို့ဟိုမွတ်စလင်ဖြစ်စေအစ္စလမ်ဟိုသူဖြစ်စေ တခြားဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်ကျွန်တော်တို့လူသားဝါဒပါပဲလူကိုလူလိုမြင်ပြီးတော့လူအချင်းချင်းမတရားမှုတွေ့ရင် ကာဝယ်ပေးမယ် မတရားတာမြင်အဲ့ဒီမှာပူပေါင်းပါဝင်တာမလုပ်ဘဲနဲ့မတရားမှုတွေကိုမိမိတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ကာကွယ်ကြဖို့လိုပါတယ်နောက်တစ်ခုကမြန်မာနိုင်ငံဟာဒီနေ့အမောင်ထဲမှာရောက်နေပါတယ်ပူပြီးမှောင်နေတဲ့အဲ့ရောက်ကြလေရောက်လေလေဆရာနာရှင်တွေအတွက်ပူပြီးတော့အကျိုးအမြတ်များနေပါပဲเนาะဒါကြောင့်မို့ဆရာနာရှင်တွေရဲ့ထွက်ပေါက်ဆရာနာရှင်တွေရဲ့အကျိုးအမြတ်တွေကိုမပေးဘဲနဲ့ကျွန်တော်တို့ပြည်သူအချင်းချင်းစီလုံးကြဖို့လိုပါတယ်လို့တင်ပြရင်းနဲ့ပထမပိုင်းတင်ပြမှုကိုညီငုံချုပ်ပါတယ်ကျေးဇူးတင်ပါတယ် ုတ်ကဲ့ပါဆရာကြီးဇင်းတို့တယောက်နဲ့တယောက်မတူညီမှုတွေအပေါ်မှာယူဝါဒကွဲပြားမှုတွေအပေါ်ကိုအတုံးချပြီးတော့မှရံဘက်ပဋိပက္ခဖြစ်အောင်ဒီနေ့မိုင်းနေတိုက်နေတာဖြစ်ပါတယ်ဥသလို့စုံလင်ကွဲပြားတဲ့ဘာသာယူဆရှိသူတွေလူမျိုးစုတွေအများကြီးရှိတဲ့အထဲမှာဒီလူမျိုးစုတွေဒီဘာသာမတူတဲ့စုံလင်ကွဲပြားတဲ့ဘာသာယူဆတွေပေါင်းစည်းပြီးတော့ညီညွတ်နေမှာကိုအာနာယူကတကယ်ကြောက်ပါတယ် ဒါကြောင့်ဘာသာရေးသွေးခွဲဖို့ဘာသာရေးမှိုက်တိုက်ဖို့တတ်တတ်ကိုဝင်းမြူထားကြတာအဲ့ဒါကိုဟိုတုန်းကတော့ကိုချော့ကိုပေါ့ဗျာကိုချော့ကိုတစ်ဖြစ်လေးကနေမှအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုပြီးဖြစ်လာတာပေါ့ဆရာရဲ့တော့သကလုံးကိုပြန်ကြည့်လိုက်တဲ့အခါမှာတကယ်တော့ဆိုလို့ရှိရင်ဦးဇင်းတို့ဟိုအရခလို့ခေါ်တဲ့စောင့်ရှောက်မှုပေါ့နော်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ဆိုရင်ဟုတ်ပြီ အမျိုးကိုစောင့်ရှောက်ရမယ်ဘာသာသာသနာကိုစောင့်ရှောက်ရမယ်ဘယ်လိုစောင့်ရှောက်ရမှာကောမွန်တက်မှတ်တဲ့ဓမ္မအပေါ်မှာယက်တီတဲ့ဘာသာသာသနာလူမျိုးဖြစ်စောင့်ရှောက်ရမှာလေနော်အတ္တမမှုတွေပြုတဲ့ဟောတခြားသောဟိုကိုနဲ့မတူညီတဲ့ဘာသာဝင်တွေကဟာဒါကတော့အနိုင်ကျင့်နေတဲ့သူရဲ့ဒါကတော့အကြမ်းဖက်နေတဲ့သူတွေပဲလို့အတ္တမအမှု အတမုတ်မခံရအောင်ကောမွန်မြင့်မြတ်တဲ့ဘာသာသာသနာဖြစ်တည်တံ့အောင်ဆောင်းချောင်းမတာတယ်ဒါဆောင်းချောင်းမှုအစ်စ်မှန်လို့ခေါ်ဆိုတာဖြစ်ပါတယ်ငါဝါဒမှာအမှငါဝါဒကမအပတခြားသောဝါဒတွေဟာမမှန်မှုငါတို့ ਨੇ ရန်သူဖြစ်တယ်ဆိုပြီးတော့ဒီလိုယူဆရတဲ့ဆောင်းချောင်းမှုလို့အမိခံထားရင်တော့ဒါလုံးဝမှားယွင်းတာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင် ယုတ်မာသောအမျိုးယုတ်မာသောဘာသာသာသနာရှိသူဖြစ်အောင်သွတ်သွင်းနေခြင်းဟာဘာသာသာသနာကိုဆွတ်ချောက်တာမဟုတ်ဘဲနဲ့ဘာသာသာသနာကိုဖျက်ဆီးနေခြင်းသာလျှင်ဖြစ်တယ်ဆိုတာကိုဒါဆရာရဲ့စကားရတဲ့ကိုခြေတည်ပြီးတော့ဒီနေရာမှာတည်လင်းပြောပါတယ်အခုလို့ပြည့်ပြည့်စုံစုံဆွနေပေးတယ်မော်လာနာဟာဖက်ကာဒီကျောက်စုံတွေကိုကျေးဇူးများစွာတင်ရှိပါတယ်